စကားလေးပြန်လွင်နေ radio တစင်ဖိုင်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မတရားနဲ့အစီအစဉ်အားနေဒီကနေ့မတ်လ24ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုအမတရားနဲ့အစီအစဉ်အားနေပြီးတော့ထုံးလွှင့်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ အမတ်တရားနေ့အစီအစဉ်အားနေ့ပြမဆုံဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့နေပြည်တော်မှာနေတဲ့စိုးတိတွင်းဆောင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မြမလေးစိုးတိတွင်းဆောင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ပဲခူးကနန်းဤဖြူအင်းတကော်ကမမယာ၊ကျောင်းစီကစင်မမို့၊မတရားကနန်းစင်ထွေ၊ပြင်းဦးလင်ကအေးအေးအောင်၊ရန်ကုန်ကစမ်းမြတ်သူ၊လေဝေးကစုနတီလင်းတို့ကပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ထမက်လို့ဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ စေတက္ကသိုလ်နှင့် final bus တို့မှတက်ရောက်နေတဲ့ချစ်သမီးလေးပိုမိုနိုင်ယူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့25နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ညီမလေးပိုမိုနိုင်ယူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ပြည်ဦးလေးမှနေတဲ့ချစ်ဖေဖေဦးနိုင်ယူချစ်မေမေဒေါ်မိုမိုခိုင်ချစ်မောင်လေးစသူနိုင်ယူတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။မတရားနေ့အစီအစဉ်အားနေဆက်လက်ပြီးတော့ဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ ဗိမျိုးမာနေတဲ့မောင်လေးသူရအောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့25နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါရယ်မောင်လေးသူရအောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ပြည်ဦးလွင့်မာနေတဲ့အေဂရီမိုးကပါဝင်တောင်းဆိုပေးထားပါရယ်ရှင်ဒီနေ့မှမွေးနေ့ပြင်းပြောင်းကြတဲ့နေပြည်တော်ကညီမလေးစိုးတီတွေဆို စေတက္ကသိုလ်နှင့် final bus 2မှာတက်ရောက်နေတဲ့မြမလေးပိုမိုနိုင်ယူနဲ့ဘိမျိုးမနေတဲ့မောင်လေးသူရအောင်တို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေအစီအစဉ်ရနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါမယ်။တာယာပြွန်ရှုံမွေကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ကြံစီသမျှအောင်မြင်ပါစေ။အလောက်ကွင့်တွေအားလုံးနဲ့အဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရရှင်။ အမတ်ရရနေ့အစီအစဉ်အားနေဆက်လက်ပြီးတော့စူတောင်းပေးရအောင်မယ်မွေးနေရှင်ကားတော့နေပြီးတော့တိုင်းစစ်ဌာနချုပ်မှနေတဲ့တူမလေးရွှေစင်မိုးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့24နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။တူမလေးရွှေစင်မိုးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ဖဖေမေမေနဲ့အတူတူဦးဦးချင်းစင်ရတီတီတင်းတင်းဦးနဲ့ညီမလေးလုံးလုံးတို့ကပအဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။အခုနောက်ဆုံးစူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကသမီးလေးမျိုးမြမြအေးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့23နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။သမီးလေးမျိုးမြမြအေးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့နေပြည်တော်ဇေယသီရိမာနေတဲ့ဖေဖေဦးချင်းစင်ရမေမေတော်တင်တင်ဦး မြန်မာလေးလုံလုံလုံးဝနေပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောင်းကြတဲ့နေပြည်တော်တိုင်းစစ်ဌာနချုပ်ကမြန်မာလေးရွှေစင်မိုးနဲ့နေပြည်တော်တိုင်းစစ်ဌာနချုပ်ကမြန်မာလေးမျိုးမြတ်မြတ်အေရိုးရဲ့မွေးနေ့အတွက်ကိုအမတ်တရားနဲ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့လေးရနေစပြီးတော့ကျမ်းမာပျော်ရွှင်ပါစေ။ဘဝမှာကြုံတွေ့လာမယ့်အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ပါစေ။လူအများကြီးရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့ မွေးနေ့စုံမောင်ကောင်းလေးတောင်းစုပြုပေးလိုက်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံတွင်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံတွင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ချစ်သူလိုက်ဒီနေ့ပါလေချစ်သူရဲ့နှစ်ပတ် ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုလာတဲ့ပြည်သက်ကတော့မြေကြီးနားမှာနေတဲ့အောင်ကောင်းခံမဲဖြစ်ပါရီသူကတော့ချစ်စနီးယူပါဦးနဲ့ဒီနေ့မှပြင်မြောက်တဲ့တနင်္ဂနွေမင်္ဂလာနှစ်ပတ်လည်အတွက်ကိုကိုယ်တိုင်မဲပန်းဝေတောင်းဆိုထားပါရီချစ်စနီးအတွက်စကားလက်ဆောင်တွေကတော့ရတုဆတ်ဆတ်နှစ်ပတ်လည်အတိုင်းပျော်ရွှင်စွာထားပါမယ်ထောင်ရချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါရင်ရှင် အမတ်တရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ရမဲသိမနေတဲ့စုလိုက်ယတနာပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူကိုကျော်စင်လန်းနဲ့ဒီနေ့မှပြင်းပြောက်တဲ့ကိုလာပြည့်ချစ်သက်တန်းအကျွမ်းကိုကိုယ်တိုင်မဲပါဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့ကိုကိုကိုအရင်ချစ်ပါတယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ ဒီနေ့မှာနှစ်ပတ်လည်ပြင်ပြောင်းကြတဲ့ချစ်သူဆုံးတွဲတွေအားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချင်းချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံလာသမျှအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်အရောအမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်။ အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံတွင်တင်ဆက်ပေးနေရပါဖြစ်ပါတယ်။တစင်ဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာကိုရဲချစ်သူခင်တို့တငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်ဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6939ကို3ရက်ကြိုတင်ပြီးတော့ပောင်ဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။ နားဆင်အားပေးခဲ့ကြတဲ့သစင်ဖန်ပရိသတ်များအားလုံးပဲတောင်းရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။